ဟာမဖြစ်တော့ဘူးသိကြတယ်သူသူတို့ဟာကလေးဘက်ကလေးဘက်နဲ့တွေ့သွားပြီကလေးဘက်နဲ့တွေ့ပြီပါသွားကြတာမဖြစ်ဘူးငါရှိပြုံးသတိပေးရမယ်ပို့ထုနဲ့ငပိန်တို့နေရသစွန်လာပြင်းနေမရောက်ခင်တရက်လုံးမှာတော့ရွာရဲ့ဘုံကြီးချောင်းဝင်းထဲကိုရောက်နေကြတယ်ဟိုကောင်ထုတ်ပေါ်နေမိဝိုင်းကလည်းကြာလိုက်တာဟုတ်ပြီအခုတည်းကပေါ်မလာကြအေးလီဟုတ်ပါ ငါတို့ကိုသွားနေပြောပြီးတော့ပေါ်ရောပေါ်လာကြပါမလား။လာတော့လာကြမှာပါ။ရွာရဲ့ကုသိုလ်လုပ်ပေးဟာမလာဘဲတော့မနေပါဘူး။ဝူး။သူတို့အဲ့လိုပြောနေတော့တကြီးတပည့်ဘိုးကြီးကသူတို့နှစ်ယောက်ကိုမြင်သွားတယ်။ဟေး။ဟိုကလေးနေရ။ဖိုးထုနိုင်ငပိန်။ဘာလာလောက်တာနေကွ။ဘောရညောင်မျိုးထုံးမြူတော့ကိုလာတာဗျ။ကိုကြီးဘိုးတော်ခေါ်ထားလို့။ဖိုးသူကအဲ့လိုပြောပြီးသူ့လက်မှာကင်ထားတဲ့စေတုံးမဲ့စုပ်တံကိုဖိုးကြီးကိုထားများလိုက်တယ်။အဲဒီတော့မှဖိုးကြီးလည်း အော်အေးဟုတ်ပြီဟုတ်ပြီရော့ရော့ဒီထုံးကနှစ်ခွက်ယူပြီးတော့သွားလိုက်ဟိုမှာဖိုးတော်ရှိဒါနဲ့မင်းတို့နှစ်ယောက်တည်းလားတော်ပေါ်နေမိဝိုင်းရောမသိပါဘူးဗျာကျွန်တော်တို့ကိုသွားခိုင်းပြီးတော့နောက်ကလိုက်ခဲ့မယ်လို့ပြောတာပဲသူတို့လာရင်လည်းလွတ်လိုက်တော်တော့ကိုကြီးဖိုးကြီးကျွန်တော်တို့ရင်သွားနေပြီဗျအဲ့လိုပြောပြီးငပိန်နဲ့ဖိုးတို့နှစ်ယောက်လေဘော်ရီညောင်မင်းရှိရဲ့နာကိုထွက်သွားကြတယ်တပတ်မှလည်းမိဝိုင်းကတုပ်ပေါ်ကြီးမှာရောက်နေရပါဟဲ့တုပ်ပေါ် နိရှာနဲ့မပြီးသေးဘူးလားကြောင်လိုက်တာဟာဒါနဲ့လေဟိုမှာကုတူလောက်တာပြီးတော့မှာဒီတန်းကြတော့တော်ဘောကထွက်လာပြီမရှိဘူးဒီနေ့ကငါလည်းမနေရမမေးထားလိုက်ရအောင်အမေကလည်း तू မသိဘူးလေနင်ရောပါခဲ့လားဟဲ့ငါကထုံးတော့မှာမဟုတ်တာဒီတန်းဝေယဝိစာလုတ်ပြီးဖို့သွားမှလေအဲ့ဒါကြမယူခဲ့ဘူးဒါဖြင့်နေရင်မှာရောရှိလားရှိရင်ငါငှားစားမှာဟာငါပြီးရင်ပြန်ပြီးပါမယ်ဟာနေအဲ့ဒါများဆော့ဆော့မပြောဘူးလာလား ငါရင်ကနေတခါလေးသွားလိုက်ကြစို့ရှိရင်တော့ယူပေါ့မရှိရင်တော့မယူနဲ့ပေါ့အဲ့လိုနဲ့စုတ်တန်ရှာမတွေ့တဲ့တုတ်ဘောတယောက်မိမရင်ကိုလိုက်သွားတော့တယ်ဘိုးဒူးနဲ့ငပိန်တို့နှစ်ယောက်ကလည်းညောင်မင်းနဲ့ရောက်လာကြပြီးညောင်မင်းကို အုတ်သမန်သလင်းနဲ့ဝိုင်းထားတာကိုကြောက်ခွပြီးအတိုင်းဝင်လိုက်ကြတယ်ဖိုးတော်ကသူ့ကိုမြင်တော့အော်အေးမင်းတို့လာပါလားကျုပ်ဒီမှာတယောက်တည်းတုတ်နေရတော့ပြင်းနေတာမင်းတို့လာတော့စကားပြောဖို့လေးရတာပေါ့ အဲလိုပြောလိုက်တော့ပိုတူပါလေဒါမှန်သည်ဆော့ဆော့လာပါလေဗျာဒါနဲ့ညောင်မင်းရဲ့ဘယ်နာကိုတော့ရမှာလေကိုကြီးဖို့တော်ရဲ့ပင်စီတဝိုက်ပေါ့ကွာပင်စီတဝိုက်ကိုတော့ရမှာအဲလိုပြောပြီးသူကရှေ့ရနေတုတ်ပြနေရဆိုတော့ပိုတူနဲ့ငပင်လေးအနောက်ကနေလိုက်တော့ကြာပြီဒါနဲ့ကိုကြီးဖို့တော်မနေ့ကကြာညောင်မင်းကိုထုံးမတော့ပဲဒီနေ့ကြာမှဘာလို့ထုံးတော့ရလဲဗျอืมအဲ့ဒါဒီလိုရှိရင်ကွာငပင်ကဟမ်ဖို့တော်က အတီပေါင်းနဲ့ပြောမယ့်ပုံစံလုပ်ပြီးမှဘုံကြီးအကြောင်းကောပကကဒီနေ့တော့ထုံးထုတ်လိုက်ပါအောင်လို့ပြောလို့ပေါ့ကွာဖိုးထုံစကားကြောင်ဖိုးထုနဲ့ငပိန်လေးဟာဗျာတိတ်တလို့နဲ့ကိုကြီးဖိုးထုံကတော့အဲ့လိုပြောနေကြတော့စုတ်တန်နဲ့စိတ်ခွက်ကင်လို့တုပ်ပေါင်းတယောက်ရှောင်းလာတယ်မိဝမ်းလေးအတူပါလာတော့ဆိုတော့ဖိုးထုံကဟောလာကြမလားတော်ပေါ်တော့လာကျုပ်တို့နဲ့စေးတော့မိပိုင်းကတော့ညောင်မင်ဝန်းကျင်ကအမိုက်လေးတွေကိုလိုက်ကောင်းလိုက်နော် ဖိုးတော်အဲ့လိုပြောတာနဲ့မိဝိုင်းနဲ့တုံမောတို့လည်းလုံးချင်ရှီအားစလုပ်ကြတယ်။အလုံးလုံးနေရတာဆိုတော့ပြင်းလာတဲ့ဖိုးတော်ကကလေးတွေကိုနောက်ဖို့အတွက်အကြံတွေထုတ်နေခဲ့။ဟေးကလေးတွေအခုကျုပ်တို့ကထုံးတုံနေရဆိုတော့ထုံးနဲ့ပတ်သက်တဲ့ကစားနည်းလေးတွေကစားရအောင်လေဘယ်လိုလဲ။ဟမ်ဖိုးတော်စကားကြောင်းဖိုးတို့တို့လည်းစိတ်ဝင်စားသွားတယ်။ဟာဟိုရရလေးဆော့လာပေါ့ဗျဘယ်လိုဆော့ရမှာလဲ။ထုံးမျိုးကြီးလူတဲ့အိုးကြီးနဲ့ ထုံးပြူလေးလူတဲ့အိုးလေးအဲ့ဒါကိုအမြန်ပြောအမြန်ပြောနိုင်တယ်လူကိုဒီအပြင်ကြံရင်ဝယ်တိုက်မယ်ကြံရင်ဆိုတဲ့အတန်ကြာတော့တို့ဘောတရားတက်ချွတ်သွားပြီးထုံးထုံးနေရကနေကျွန်တော်ကျွန်တော်ကျွန်တော်ရင်ရုံမယ်ကျွန်တော်ရင်ရုံမယ်အဲ့လိုနေတို့ဘောတရားမြင်မြင်ရွတ်တော်ရင်ဒါမှလည်းရွတ်တာလေးကတလဲရီဖြစ်နေရဆိုတော့အားလုံးကဝိုင်းရင်လိုက်ကြပြီငပင်ဟာဟာထုံးမြူကြီးယူတဲ့အိုးလူလေဘာပြောမှန်းလဲမသိဘူး ဒီကောင်တော်ဘောတော့ကွာတော်ဘောကစိတ်တူသွားတယ်အမအဲ့ဒါဆိုလဲမင်းရုပ်ပြဆက်မှာငပင်ရရုပ်ဆမ်းမှာမင်းကြာငါတက်တော့ပို့ဆုံးမှာဒါနဲ့ငပင်ရရုပ်ပြတော့လေတလွဲဖြစ်နေရနေတော်ဘောကပြန်ဟားတိုက်တော်တယ်မင်းကမှငါတက်ပို့လွဲနေသေးတယ်အဲ့လိုနဲ့ဒီအတိုင်းပြင်းလို့စားလိုက်တဲ့ဖိုးတော်တယောက်ကတော့အပြင်းလေးပြေးရေလေးရေအားကြံရီတစ်ခွက်ပိုလဲမကုန်နဲ့တစ်ချက်ခုတ်သုံးချက်လောက်ပြတ်သွားတော်တယ် ညနေအောင်တော့စေတုံးတော်ပြီးသွားပြီဆိုတော့အားလုံးပြန်လာခဲ့ကြတယ်။လမ်းမှာဖိုးတော်ဟာဒါနဲ့ဖိုးတို့မင်းမြဲကြရင်အကြီးပြောင်းကကျောင်းထဲမှာရွှေရင်စတူဒီတာတိုက်မှာဆိုဟုတ်လား။ဟုတ်တယ်ဗျကိုကြီးဖိုးတော်ရဲ့မနေ့ကလေးကစတိုက်မှာဗျညနေအထိပေါ့။ဖိုးတော်ကအဲ့ဒီစကားကြတော့တာတို့ရိအများကြီးခေါ်တော်တယ်။တာတို့တာတို့တာတို့ပါကွာ။နောက်လေဒီတက်မှာကကျွေးနိုင်ပါစေ။ဖိုးတို့ကပြုံးနေခဲ့ပြီးတောက်ပေါ်ကကိုကြီးဖိုးတော် မင်းရံကြရင်ဖုန်ကြီးချောင်းမှာဥပုံဆောင်မှာလားဗျအေးဆောက်မှာဘောကွာတို့ဘောမင်းတို့လည်းလာဆောင်ကြလीဒီလိုရံမျိုးကဖုန်ကြီးတရားနိုင်ရတယ်ကွာပစိုးလေးတွေဝင်ပြီးတော့လာကြနော်ဟာပစိုးဆိုရဲစကားကြားလိုက်တော့ငပင်ရောင်ဘောင်းမိနေမရောက်ဘူးလားဗျကိုကြီးဖို့တော့ကျွန်တော်မှာပစိုးမရှိဘူးဗျဟုတ်တယ်ဟိုကျွန်တော်နဲ့လည်းမရှိဘူးဗျကိုကြီးဖို့တော့ရဲ့ပစိုးဆိုလို့ចောင်းစိမ့်ပစိုးပဲရှိတာမရှိရင်လေဒီနေ့ညနေဝယ်ခိုင်းလိုက်ကြပါဘွာဥပုပ်တီလာစောက်တီရဲ့အခါမှာ ပစိုးတော်လုံးကြီးတို့နဲ့ကပိုတင့်တော်တယ်ကွအဲ့ဒီကြရင်လူလန်းအိတ်လိုဝေးကြတာကြည့်မင်းဘောင်းမြင်နေဆိုရင်တော့မင်းတို့နှစ်ယောက်ပဲကွဲထွက်နေလိမ့်မှာဒီလိုနဲ့စကားလေးတစ်ပွင့်ပြောနေရှောက်လာခဲ့ကြတယ်နောက်တနေ့မနက်မှာတော့တုတ်ပေါ်နဲ့မိဝိုင်းကအရင်ဓမယုံလေးကိုရောက်နေနေကြတယ်။ခုနှစ်ယောက်ကလည်းနောက်ကျနေပြန်ပြီ။မိဝိုင်းနဲ့တုတ်ပေါ်တို့နှစ်ယောက်ကပစိုးနဲ့ဓမိန်နဲ့ဖြစ်နေရဆိုတော့တုတ်ပေါ်က ဒီကောင်နေဝက်စရာပစိုးရှာများလို့ဂုံနေဝက်ဖို့လိုက်ရှာနေကြလို့နေမှာပေါ့ဟအဲ့လိုပြောပြီးရင်းနေတော့ပစိုးကိုစီဝဲလို့ဗိုလ်သူနဲ့ငပိန်တို့နှစ်ယောက်ရောက်လာကြသည်မိဝိုင်းကတောင်းအောင်မြင်တော့ဟေ့ဟိုမှာလာကြပြီလာကြပြီပစိုးရင်းနေဟဗိုလ်သူနဲ့ငပိန်လည်းမိဝိုင်းတို့နောက်ရောက်လာကြပြီပစိုးရဲ့ဟိုဆဆွဲဒီဆဆွဲနဲ့မနေတက်တော့တိုက်မက်နေကြသည်ဟေ့ဟိုငါငါတို့အစီမြက်လားဟိုလေနေရတာတမျိုးကြီးဖြစ်နေလို့ အစုံအစုံရင်ကြောင်းစင်မစုပဲဝှက်ဘူးတော့တမျိုးကြီးဟာဘယ်လိုလဲတော့ဗောငါတို့အစင်ပြရလားပြပါတယ်မင်းတို့ကလေအစုံနဲ့ဆိုတော့ပူတော်တက်ရသွားသေးတယ်လူကြီးလေးနဲ့အောင်တူတယ်ကွာအောင်မမင်းကဝင်နေကြဆိုတော့ပြောရရှိမှာဝတ်တော့ဗောငါတို့မှာတော့လူတွေကငါတို့ကိုကြည့်နေရင်ကိုရှက်နေဟာဘာများမထော်မလန်းဖြစ်နေလို့လဲလို့လေဟက်ဘာမှဖြစ်ဘူးအဲ့လောက်ကြည့်ရမစုံအစင်ပြတယ်ပုံမှန်တိုင်းသာနေစမ်းမှာညို့ကြည့်ရတာကနာအောင်မငင်းအဲ့လေ နေရခုမှစဝင်တာမို့တော့ပြောရရှိမှာပေါ့နေဝတုံးကလည်းငါတို့လိုပဲနေမှာငပိတ်စကားကြောင်းမိဝမ်းတကူကိုပြောင်းနေချိန်မှာဓမာယုံနဲ့ရောက်နေတဲ့လူကြီးတွေကကလေးတွေခုံကြီးကြွလာပြီနော်ထိုင်ကြတော့ထိုင်ကြရင်ဒါနဲ့တို့အားလုံးစကားဆက်မပြောတော့ဘူးတရားနာဖို့အတွက်ထိုင်လိုက်ကြရင်တရားနာပြီလို့ဥပုသ်တွေပြန်သားချိန်မှာဘိုးတူတို့တတွင်လဲသူ့အမိရှိနေတဲ့ စတူဒီတာကြီးတဲ့နေရာကိုရောက်လာကြတယ်။အမေ၊သားတို့ဘာကိုရအောင်မလဲဗျ။နင်းနေသားအားလုံးပြီ။စားကြရင်လည်းစားလို့ရပြီ။စားကြတော့မလား။ဟုတ်ရှိ။ဟိုစားလိုက်တော့မယ်ဗျ။ဟိုသားရင်နေပူးနေလို့။မလေးနေရပါလို့ရင်းနေပူးနေရတာ။ဘာများလုံနေရလို့လဲ။နေပူတော့ခေါင်းပူတွေဟာခေါင်းပူတော့ရင်းပူတာပေါ့ကနေရလေ။ဘာပဲဖြစ်ဖြစ်နင်းတို့မစားရင်နေငါစားမှာ။တော်ဘောအဲ့လိုပြောလိုက်တာနဲ့ငါပင်ဟာမင်းစားရင်ငါတို့လည်းစားမှာပေါ့ကွာ။ ဲ့လိုပြောပြီး၄ရောက်တော့ဝိုင်းတဝိုင်းမှာထိုင်လိုက်ကြတယ်။အဲ့ဒီအချိန်မန်းနဲ့တဲကိုဖျားဖို့ဧည့်သည်တွေရောက်လာတာဆိုတော့ဖို့ထူးမိကဒါတို့ကိုယ့်အကိုယူစားလိုက်ကြတော့နော်။အရှိဥပုပ်တွေတွေကိုအရင်ကျွေးလိုက်အောင်မေး။ဒီလိုနဲ့တစ်ဖက်ဝိုင်းကိုထွက်သွားတဲ့အတွက်ဖို့ထူးကထပြီးလုံမယ်လို့တို့ဘုံကနင်းနေဖို့ထူးမင်းမလုံနဲ့။မင်းလို့ရင်နည်းနည်းပဲစားအောင်မှာငါကငါတော့ယူမယ်။ပြီးမှလာယူဖို့ငါလည်းလမ်းပြလိုက်မယ်။အခုတော့ဒီမှာပဲထိုင်နေကြတော့ ေးပါမင်းစိတ်ကြိုက်တယ်ယူခဲ့ဒါပေမဲ့သူများရဲ့အတွက်လည်းချမ်းနော်တော်ပေါ်ကတော့ပိုသူပြောတာကိုမကြားပဲရှေ့ကိုထွက်သွားပြီမိဝိုင်းကမနိုင်မနေနဲ့လှုပ်လာအောင်မငါတို့မြင်းရောက်နေပြီအဲ့လိုပြောနေတော့သူတို့ထိုင်နေတဲ့နားကိုမုန်းစိတ်ဝင်ပြီးအားကြီးရှိတယ်ဘိုးတော်ရှောင်းရောင်လူတယောက်ရောက်လာတယ်အဲ့လူကပိုသူတို့တောင်ရောင်ရဲ့ပခုံးကိုကင်ပြီးစကားတစ်ခုပြောလိုက်တယ်ဒါကိုမုတ်ချုံနေတဲ့တော်ပေါ်ကမြင်နေဘယ်သူကြီးလဲဟာ ဘာပြောနေရလဲမသိဘူး။သူအဲ့လိုတွေ့ပြီးမုတ်ပြန်ယူနေရင်ကအာလုံးပြီလို့လမ်းခေါ်တော့မယ်ဆိုကမှတရားမှဝိုင်းမှမရှိပဲပျောက်သွားကြတော့တယ်။တုပ်ပေါ်လေးကြောင်သွားတယ်။ဟမ်။ပျောက်သွားကြလေရခုနကမှရှိပါသေးတယ်။ဒါမှလည်းရွှေရင်အေးလောက်အာယုံမရတာနဲ့ဗန်းတစ်ခုနဲ့ခွက်လေးခွက်တင်ပြီးစပွဲနာကိုပြန်လာခဲ့လိုက်တယ်။အေးတရားမှမရှိကြတော့လေ။ငါတို့တွေပဲစားအောင်မော်ကွာပြန်လာတဲ့အခါကျမှငါစားလိုက်လို့ကုန်ပြီဆိုပြီးပြောလိုက်အောင်မေး တော်ပေါ်လဲအလို့ပြောပြီးရွှေရီးထိုင်တော်နေလိုက်တယ်။ကောင်းလိုက်တာချိုလဲမချိုအီလဲမအီနဲ့စိတ်စိတ်လေးအဲ့လိုတစ်ခွက်ပြီးတစ်ခွက်တောက်နေရကသုံးခွက်မြောက်တောက်ပြီးရဲ့ထိဖို့သူတို့ပြန်ပေါ်မလာတာဆိုတော့ဟာဒီကောင်းနေခိုးတက်ဒီပြန်မလာကြပါလားဘယ်မြပါသွားကြတာပါလိခொနဲ့ကလူကရောဘာတူလဲသူတို့ဘာပြောလိုက်တာလဲဟာတော်ပေါ်စိတ်ထဲမှာဇဝေဇဝါးဖြစ်ကုန်နေငါ့ချင်း ခုနကအဲ့လူကြီးကသူ့ကိုထိလိုက်သလားလို့ထိပြီးတဲ့နောက်စကားတစ်ခုပြောလိုက်တယ်ထင်တယ်။အဲ့ဒါပြီးတော့ငါမိုးရှူနေတဲ့ခနာလေးတွင်းမှလည်းပျောက်သွားတယ်။ဟာဒါသေယိုတာယိုတော့မဟုတ်တော့ငါမလုပ်ရမလဲ။အရှိပြုံပြောလိုက်ရမလား။အဲ့လိုတွေးပြီးပိုတိုမီကိုလမ်းကြည့်တော့လေကျွေးမိတာနဲ့အလုံများနေတာဆိုတော့မဖြစ်ပါဘူး။ငါအဲ့လိုပြောလိုက်ရင်ကျွေးတဲ့မွေးတဲ့အစီအစဉ်ပြတ်သွားပြီကုသိုလ်စားအကုသိုလ်ရနေမှာ။ဒါဖြင့် ိုကြီးဘုတော်တို့ပြောရမလားဟမ်သူတို့ကလည်းသူတို့အိမ်မှာ ရွာလေးပြန်သွားဖို့ကြလေနေရဘူးလေတော်ဘောလေးတွင်းရင်တွင်းရင်နဲ့ခေါင်းကြီးရှုပ်လာတော့တယ်ဟာမသိတော့ကွာအရင်ဆုံးငါတယောက်တည်းပဲလိုက်ရှာကြည့်တော့မီညနေညောင်ရီသွန်းတဲ့ချိန်ကြီးပြန်လာတော့မှလူကြီးတွေကိုအကြောင်းကြားတာပေါ့အဲ့လိုပြောပြီးတော့ဘောလေးဖိုးထူးတို့ကိုခေါင်းကြီးကျောင်းထဲမှာလိုက်ရှာတော့တယ်ဒါပေမဲ့လေညနေဆောင်လို့ညောင်ရီသွန်းရတော့မဲ့အချိန်ကြီး သူ့လူတွေတရားမအောင်ပြန်ပေါ်မလာတာဆိုတော့တုပ်ပေါ်လေးရင်းနေပူနေရပါဟာမဖြစ်တော့ဘူးသိကြတယ်သူသူတို့ဟာကလီပတ်ကလီပတ်နဲ့တွေ့သွားပြီကလီပတ်နဲ့တွေ့ပြီပါသွားကြတာမဖြစ်ဘူးငါရှိပြုံးကိုသတိပေးရမယ်အဲ့လိုပြောပြီးပြေးထွက်လာနေအောင်လမ်းမှာဓမာယုံကနေလော့စပီကာနဲ့အလူသချင်းခွင့်နေတဲ့အတန်းကြတော့တုပ်ပေါ်တရားအကျန်တစ်ခုရသွားတယ်ဟာဟုတ်တယ်ပြေးသွားရင်မောတယ်လူတွေလည်းအထိတ်နဲ့နေဖြစ်မယ်ဒီနေ့ကိုတော့အောင် အဲ့လိုပြောပြီးတော့လော်စပီကာနားကိုရှောက်သွားလိုက်တယ်။လော်စပီကာနားမှာဘဘကတယောက်ကိုတွေ့ရနေတုတ်ဘူဟာဘိုင်းဘိုင်းကျွန်တော်ကိုကြီးပါအောင်ဗျာကျွန်တော်တငယ်ချင်းနေပြောက်သွားလို့ခလီပန်ဖမ်းသွားလို့ဗျအဲ့ဒါကိုကြီးပြီးတော့ရှာပေးပါအောင်ဗျာဘဘကနေတုတ်ဘောရဲ့တလဲဆက်ပြောနေတဲ့အတန်းကြောင်းဒီဘလို့ဖြစ်ရလဲကွဟိုမင်းတငယ်ချင်းဆိုတာဟုတ်ထူလို့လားတုတ်ဘောကကောင်းကြီးတယ် ုတ်တယ်ဗိုင်သူတို့ပဲဗျသူတို့ပဲနင့်လျာကျွန်တော်တို့စတူဒီယိုကျွေးတဲ့နေရာမှာရှိနေတော့ဗျတော်ဘောကသူမြင်ခဲ့ရသမျှအကြောင်းစုံကိုဂောဘကကိုပြောပြလိုက်တယ်ဂောဘကကလည်းစိတ်ပူသွားတယ်ဟင်ဟုတ်လားအေးနေဦးနေဦးဗိုင်ဒီမိုက်ကနေကြင်ညာပေးမယ်နော်အဲ့လိုပြောပြီးတော့မိုက်ကနေဟစ်တော်တယ်ဖိုတိုငပိန်မိဝိုင်းတို့တုံရောက်ဒီနေ့နေ့လယ်မှာဘိုးတော်ရောင်ရောင်မိုးစိမ်ကြီးဗလက်ဘွားနဲ့လူတယောက်နောက်ကိုလိုက်သွားပြီးတော့ အခုပြောင်းနေပါသဖြင့်တငယ်ချင်းဖြစ်သူတုတ်ပေါ်မှာအသေးနံလေးရှာနေပါတယ်။သူတို့အမီတရားရောက်ဖုန်းကြီးကြောင်လာပြီးတော့ဆက်သွယ်ပေးကြပါ။ဂေါ်ဘကအိမ်လဲတုတ်ပေါ်ပြောတဲ့အတိုင်းတလုံးမှချံအကုန်မိုင်းနေဟင့်နေခဲ့တယ်။တုတ်ပေါ်လည်းပြီးသွားတော့မှကျေးဇူးပါပဲဘိုင်းရင်ဟိုဒါဆိုကျွန်တော်သွားပြီးတော့ဆက်ရှာလိုက်ရမယ်နော်။အဲ့လိုပြောပြီးထွက်သွားတော့တယ်။စတူဒီတာမန်းနဲ့နားရောက်တော့ခုနကမိုက်တန်ကိုအစာဆုံးချလိုက်တဲ့ ဖိုးတူးမီယာစိတ်ပူပြီးတော့ဟဲ့ဒါတော့ဘို့တော့ဘလို့ဖြစ်တာလဲဖိုးတူးတော့မတွေ့ဘူးဟုတ်လားမင်းနဲ့တနေကုန်ရှိနေရမဟုတ်ဘူးလားဒါနဲ့တော့ဘောကလေဖြစ်ချောင်းကုန်စင်ကိုနောက်တစ်ချိန်ပြန်ပြောပြရင်အဲ့ဒါပါပဲရှိရင်ကျွန်တော်မုတ်သွားရှူနေတော့တောရအောင်လုံးပျောက်သွားကြတာပဲဗျဖိုးတူးမီလေသူ့သားပျောက်သွားတဲ့အတွက်ကြောင့်ရင်းနှီးတုန်နေရော်ဒီမဖြစ်ပါဘူးမဖြစ်ဘူးရွှေလူကြီးကိုအကြောင်းကြားပြီးတော့လက်ရှာခိုက်မှဖြစ်မှာအဲ့လိုပြောနေတော့ ဖို့ထုတ်အောင်ရောက်ကောင်းခொနကဘိုးတော်ရင်နေတူစတူတီတာကျွေးတဲ့နာကိုအပြေလောက်ရောက်လာကြတယ်အမေအမေတာဖို့ထုတ်မိဘိန်သွားနေရလေတာရဲ့အမေပြင်စိတ်ပူလိုက်ရတာခလီပန်ဖမ်းသွားအောင်ဆိုဟုတ်လားဒါနဲ့ဂျီလူရရောဘာတူလဲတော်ဘောကအဲ့လိုကိုမြင်လိုက်တော့သူသူပဲရှိသူကခလီပန်မြဖို့ထုတ်တော့ကိုဖမ်းခေါ်သွားတာခလီပန်ကျွန်တော်မြင်လို့နဲ့တန့်ရမြင်လိုက်တယ်ဟမ် ကလေးပန်းဆိုပြီးဆွဆဲခံလိုက်ရတဲ့ဘိုးတော်ဟာရှိလိုက်တယ်။တုတ်ပေါ်လေဟာဘာဘာကြီးကလဲဗျဘာကြီးကလဲကျုပ်ကလေးမမဟုတ်ပါဘူးမိုင်းရဲ့အမိုင်းတောင်မေးကြည့်ပါဦးဟမ်ဟုတ်ပါတယ်သူကကလေးပန်းမဟုတ်ပါဘူးမေရဲ့ဒါဖြင့်သူကဘာလို့မင်းတို့ကိုခေါ်တော့ရလဲဘယ်ကိုခေါ်တော့ရလဲဒီလိုကတော့ဘောကဒီဘာကြီးကအရင်နေ့ကငါတို့ကိုတိတာပြီးသားရဲ့အဲ့ဒါဒီဘုန်းကြီးကြောင်းမိမှရှိရဲ့ဘုရားရှင်မှာကြာမျိုးငါးပါးပါတဲ့ရေကန်တို့ နောက်ပြီးဖခင်ရဲ့ဓာတ်တော်တွေဌာမနာထားတဲ့နေရာတို့သူကငါတို့လိုက်ပြပေးနေရမှာကွာလိုက်ပြရင်ねသူကရှင်အောင်နှောင်းပြစ်တွေပြောရင်ငါတို့မင်းနေရာတွေရှင်းမြပေးနေရအစကတော့ငါတို့လည်းညနေမဆောင်ခင်ပြက်မဲ့တွေ့တာဒါပေမဲ့စကားကောင်းနေရနဲ့အခုလောက်ထိကြာသွားတာကွာဖိုတူအဲ့လိုရှင်းမြလိုက်တော့မှတုတ်ပေါ်လေဒါဆိုကလေးပဲမဟုတ်ဘူးပေါ့ဒါဖြင့်မင်းကငါ့ကြာမှလို့မခေါ်တာလေဘာလို့ပြောမသွားလဲငါမှစိတ်ပူလိုက်ရတာပဲ ါကိုတော့မိဝိုင်းကဝင်ဖြေတယ်။ငါတို့ကလည်းနင်းကအစားမဲနေလိုက်မှာမဟုတ်ဘူးလေ။နောက်ပြီးအစားပြင်ပြင်လိုက်ခဲ့ရင်လည်းနင်းကစိတ်ပါမှာမဟုတ်ဘူး။အဲ့ဒါကြောင့်ငါတို့ကလေနင်းကိုမခေါ်တော့ပေထားခဲ့လိုက်တာ။အခုတော့မှအားလုံးရှင်းသားပြီဆိုတော့ဖို့ထူးမေလေတက်ပြင်းချနိုင်သွားတယ်။ဟိုးတော်သေးရပေါ့။မိုက်ကနေလေဖို့ထူးကိုပြောင်းနေရဲဆိုပြီးကောဘကဟဲ့တော့ကျမဖြစ်လေရှင်တွေကိုတုံသွားတာပဲ။ဟုတ်တယ်ရှင်ရဲ့ကျွန်တော်တို့လည်းအဲ့ဒီမိုက်တန်ကြလို့ပြေးလာကြတာ။ ဒီကောင်တော့ပေါ်တော့လှုပ်ချလိုက်ပြီဆိုပြီးတော့သူတို့အဲ့လိုပြောနေတော့ဘုံကြီးចောင်းဝင်းလေးကိုညောင်ရင်အိုးလေးတွေခြိုင်ပြီးလူတွေဝင်လာကြတာဆိုတော့ဖိုးသူကညောင်ရင်သွားမယ့်ချိန်တော့ရောက်နေပြီပဲမိရဲ့တတော်အပ်တာတွေညောင်ရင်အိုးလေးတွေရှိတယ်မလားဗျရှိရဲ့သားစတူဒီတာမန်းနဲ့တင်ပါလိတော့ယူလိုက်ကြတော့နော်အမေလည်းကျွေးတော်မူတာဆက်လှုပ်လိုက်အောင်မင်းသူတို့အဲ့လိုပြောနေကြတာဆိုတော့ဘေးမှာရက်နေရလူကြီးကကဲပါဒါဖြင့်လေကြုံလေသွားလိုက်ပါဦးမေဗျာ ။နောက်ရကြမှာဒီတဲ့ပို့ပြီးစိတ်ဝင်စားစရာတွေလိုက်ပြအောင်မယ်နော်ကလေးတို့။ဟုတ်ကဲ့ပါကြီး။ကျေးဇူးပါပဲဗျ။ဦးနောက်မှာထပ်ဆောင်မယ်နော်။ဒီလိုနဲ့လူကြီးကိုနှုတ်ဆက်ပြီးစတူဒီတာမန်နဲ့တဲကိုဝင်သွားကြတယ်။အနောက်တော်မန်နဲ့တရားနေထွက်လာကြပြီ။မနီယာမှာထုံထုတ်ထားတဲ့ဗောရိညာမင်းနောက်ရောက်လာကြတယ်။ရှိမှလူရဲ့ရမ်းများနေရဆိုတော့မတိုးကျင်တာနဲ့အနောက်မှာခဏဆောင်နေကြတယ်။အဲ့ဒီအချိန်တုပ်ပေါ်က နောက်ကငါ့ကိုလမ်းအောင်မလုပ်နဲ့နော်။ငါမင်းတို့ဘဲသွားတော့အတူလိုက်ခဲ့မှာ။အေးပါဟုတ်ပါပြီငါတို့လည်းခေါ်ပါမယ်။နင့်ထားခဲ့ပြီမသွားတော့ပါဘူးနော်။တော်ကြလိ။မိုက်နဲ့လူပြောက်ချင်ညာအောနေမှာဖြစ်။မိဝိုင်းစကားကြောင့်ဖိုထူးလို့ရရှိလိုက်ကြ။အဲ့ဒီချိန်ကပင်ကရှစ်မလူနေနေခြောက်သွားပြီဆိုတော့လာလာရှင်မိနေကြနဲ့ရှစ်မလူခြောက်နေပြီဝင်ကြရအောင်။ဒါနဲ့တို့လေလူတွေကြားထဲဝင်ပြီးလက်ထဲမှာခြင်ထားတဲ့ညောင်ရီအိုးလေးတွေကို ဗောရင်ညောင်မီမှာတုံလောင်လိုက်ကြရင်အဲဒီနောက်တော့သူတို့တတွေစတူဒီတာမင်းနဲ့ကိုပြန်လာခဲ့ကြတယ်။ဒီလိုနဲ့ပိုတူတို့တတွေရဲ့ပြဆုံလာပြီးနေညောင်ရီသုံးမွေးလေးရလေးပြီးဆုံးသွားခဲ့တော့တယ်။